လာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မိုးကုန်းမြို့အနောက်ပိုင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်က KBZ နဲ့ CB ဘန်တွေကိုဖောက်ထွင်းပြီးဝေသားနဲ့ကြောင်မြင့်ရဲနာစုစုပေါင်းတပ်မိုးသိန်း1000ကျော်ကိုလူယူသွားပါတယ်လာရှိုးမှာရှိတဲ့ခလာရ68တပ်နဲ့ခမရ900ခွန်တရင်တို့ကိုမြောက်ပိုင်းမဟာမိတ်တပ်တွေကစုပေါင်းတိုက်ခိုက်နေပြီးစစ်မှန်ငါးခုကိုတ냥နဲ့ထဲတိုက်နေတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် မဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပေါက်ကတော့မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်က KBZ နဲ့ CB ဘန်တွေကိုဖောက်ထွင်းပြီးငွေသားနဲ့ကြက်မြက်ရဲနာတွေကိုယူဆောင်သွားတယ်လို့ TNL ကပြောပါရယ်ဇွန်လ25ရက်နေ့ကဇွန်လ30ရက်နေ့ဖြစ်ပွားခဲ့တဲ့မိုးကုံမြို့အနောက်ပိုင်းတိုက်ပွဲအတွင်းကာလအတွင်းမှာစစ်ကောင်စီတပ်က KBZ ဘန်နဲ့ CB ဘန်တွေကိုဖောက်ထွင်းပြီးငွေသားနဲ့ကြက်မြက်ရဲနာစုစုပေါင်းတန်ဖို့ ငွေသိန်းပေါင်း2000ဝန်းကျင်ကိုယူဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့က TNL မိုးကုတ်ပြူဟာ PDF 153နဲ့ပကဖမိုးကုတ်တို့ပူးပေါင်းပြီးစစ်ကောင်စီတပ်ဆွဲထားတဲ့ဒေါ်နန်းဂျီတောင်စကန်၊ရွှေလက်ပြာစကန်၊ရွှေမြုံဝန်းစကန်ကိုတက်ခတ်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့အတွင်းစက်ပြင်းရဲစကန်နဲ့ဗန်တွေမှာခိုးအောင်ပုံးဆောင်နေကြတာလည်းဖြစ်ပါတယ်။အဲလိုခိုးအောင်ပုံးဆောင်နေတဲ့စစ်ကောင်စီတပ်တွေကိုလိုက်လံရှင်းလင်းရမှာ ဗန်တွင်ခေါအောင်တဲ့စစ်ကောင်စီတပ်တွေကိုတွစ်ရှိရှင်းလင်းခဲ့တယ်လို့တရားနယ်လေကပြောပါရယ်။ဒါအပြင်စစ်ကောင်စီတပ်က KBZ ဗန်နဲ့စီဗန်မှာရှိတဲ့ငွေသားနဲ့ကြောက်မြက်ရဲနာတွေကိုဖောက်ထွင်းယူဆောင်သွားတဲ့အထောက်အထားတွေကိုတွစ်ရှိရပြီးစစ်ကောင်စီရဲ့အလောင်းတဝူးချင်းစီရဲ့ကြောပွဲအိတ်တွေမှာလည်းငွေသား350နဲ့ကြောက်မြက်ရဲနာတွေကိုတွစ်ရှိရတယ်လို့တရားနယ်လေကပြောပါရယ်။ မိုးကုံးမြို့မှာတက်မ69လပခလောက်ကန်ခလာရ88ခလာရ98ခလာရ148နဲ့စစ်ကောင်စီမိုးကုတ်ပြူဟာတို့တက်ဆွဲအခြေချခဲ့ကြပြီးတိုက်ပွဲကာလအတွင်းအဲ့ဒီတပ်တွေက KBZ ဘန်နဲ့ CB မှာရှိတဲ့ငွေသားနဲ့ကြက်မြက်ရင်နာတန်မုံငွေကြက်သိန်းပေါင်း2000ဝန်းကျင်ကို ဖောက်ထွင်းယူဆောင်သွားခဲ့တာလည်းဖြစ်ပါရဲ့ရှင်ရှမ်းပြည်နယ်တွင်တဲ့ပုတ်ကိုတက်ဆက်ပေးကြပါမယ် ရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့မိုးမယ်မြို့နယ်တို့မှာတက်တုံညာနှစ်ခုစစ်စစ်ရေးဒုတိယလိုင်း၁၇ရက်မြောက်နေ့မှာလဲ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေလို့တရားနယ်လေးကပြပြပါရယ်မိုးကုံမြို့နယ်လက်ခုတ်ပင်ရွာ လေကြီးရွာနယ်လက်ခုတ်သားရွာအနီးတွဲရိုက်မှာတောင်းတမတော်တရားနယ်လေး PLA PD ရဲ့ပူပေါင်းတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်ကောင်စီတပ်စကခ21ခလရ348ခလရ223ခလရ286တို့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေရလို့လည်းသိရပါရယ်အလားတူနောင်ချိုမြို့မှာလည်းတောင်းတမတော်တရားနယ်လေး DPLA MDY PD ရဲ့ပူပေါင်းတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ဒုံးတက်666တက်စကန်မှာမနေ့ကညနေ4:50မိနစ်လောက်မှာတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။ဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားနေတဲ့ဒုံးတက်666စကန်ကိုညနေ6:42မိနစ်လောက်မှာလေကြောင်းကနေတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ကခလရ68တက်စကန်နဲ့ခမရ900ခွန်တရင်တို့ကိုမြောက်ပိုင်းမဟာမိတ်တပ်တွေကစုပေါင်းတိုက်ခိုက်နေပြီးစစ်မှန်တာ5ခုကိုတပြိုင်တည်းတခဲတိုက်နေတယ်လို့မြောက်ပိုင်းမဟာမိတ်စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ္တတရင်နာကိုပြပြပါရယ်ဂျွန်လ3ရက်နေ့ကနေစတင်ပြီးလာရှိုမြို့ပတ်ပတ်လယ်မှာမြောက်ပိုင်းမဟာမိတ်တပ်တွေက တစ်တုံညာနှစ်ကုန်စစ်စစ်ရေးဒုတိယလိုင်းထိုးစစ်တွေကိုဆင်နွှဲနေတာဖြစ်ပြီးစစ်ကောင်စီကအပြင်းထန်ခုခံနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့ကာကင်းစကန်တွေကိုတောက်လျှောက်သိမ်းပိုက်မှုတွေရှိနေပြီးစစ်တုံးဘန်းတွေစစ်သားမသားအလောင်းတွေနဲ့လက်လက်ခရမ်းတွေကိုလည်းတင်းဆဲရရှိနေတယ်လို့လည်းသိရပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်ကလာရှိုးမြို့ကိုလေကြောင်းကနေတဆင့်စစ်အင်အားဖြစ်တွင်းမှုတွေကိုနေ့စဉ်လှုပ်ဆောင်နေပြီးအခုနောက်ဆုံးစစ်မှုထမ်းတင်နန်းအပတ်စဉ်တဆင့်တပ်သားသစ်ထောင်ချီကလာရှိုးမြို့ပေါ်ကိုခေါ်ယူစစ်အင်အားဖြစ်တင်းထားတယ်လို့စစ်ကောင်စီရဲ့စစ်ရေးသတင်းမြစ်တွေစီကနေသိရှိရပါတယ်။တစ်ဖက်မှာလည်းလာရှိုးမြို့ထဲမှာတိုက်ပွဲတွေဖြစ်နေရကြောင်းပြည်သူတွေဟာမနေ့ကနေစတင်ပြီးစစ်ပေးရှောင်မှုကားတွေနဲ့ထွက်ခွာနေကြပြီလို့လည်းသိရပါတယ်။ဇူလိုင်လ3ရက်နေ့နဲ့ဇူလိုင်လ4ရက်နေ့တို့မှာ လားရှုံးမြို့တွေကိုလက်နယ်ကြီးတွေကျရောက်ကပြည်သူ15ထက်မနည်းဟာသေဆုံးသွားပြီးတဲ့နောက်လားရှုံးမြို့ကပြည်သူတွေဟာထွက်ပြေးတင်းချောင်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းတဲ့တဘောကိုကြည့်အောင်ပါမန္တလေးတိုင်းမတရားမျိုးနယ်နဲ့စင်ကူးမျိုးနယ်မှာရှိတဲ့အကြက်ဖက်စစ်တပ်လက်အောက်ခံပြူစောထီတွေအနေနဲ့လက်လက်ချအလင်းဝင်ဖို့အတွက်မန္တလေး PDF ကဇူလိုင်လ9ရက်နေ့ကတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်မတရားနဲ့စင်ကူးမျိုးနယ်တွင် ပြူစောတီတပ်ပတ်ဝင်နေအနေနဲ့လွဲမားတဲ့ယုံကြည်ချက်ကြောင့်ဖြစ်စေအာဓမတိုက်တွန်းစေကန်းခံရမှုကြောင့်ဖြစ်စေပြည်သူပေါ်ကျွလွန်နေတဲ့ပြစ်မှုတွေကိုရပ်တန့်ပြီးပြည်သူရင်တွင်ကိုပြန်လည်ခိုလှုံဖို့အတွက်အကောင်းဆုံးနဲ့နောက်ဆုံးခွင့်ရဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပြည်သူရင်တွင်ကိုခိုလှုံမဲ့သူတွေကိုလည်းပြည်သူကာကွယ်တပ်မတော်မန္တလေးကနှွေးထွေးစွာကြိုဆိုသွားမှာဖြစ်ပြီးလူကုန်တိုက်ခါနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရမှာဖြစ်တယ်လို့လည်းဆိုထားသလိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာနိုင်ငံကစစ်ဝတ်တွေနဲ့ကျင့်ဝတ်တွေကိုလေးစားလိုက်နာတဲ့တိုက်ဖွဲ့ဖြစ်တာကိုလည်းအလေးနဲ့သိစေလိုတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။မန္တလေး PDF ရဲ့တိုက်တွန်းချက်ကိုလက်မခံဘဲအကြမ်းဖက်စစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေမယ်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒန်းတူတက်မှတ်ကပြက်ပြက်သားသားချိန်မုံသွားမယ်လို့လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကအသိပေးထားပါရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်ရွာငံမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား12ဦးဟာထေသွားပြီးလက်လက်ခဲရတဲ့မွေးရစေးဘွားတွေကိုတင်ဆက်ရရှိခဲ့တယ်လို့ရွာငံ PDF JPRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ဂျွဲလာ9နှစ်မနဲ့9နိုင်လောက်မှာရွာငံမြို့နယ်ရေချမ်းရွာနယ် ဝက်ကဘူးရွာကြားလမ်းပိုက်တနေရာမှာစစ်ကြောင်းထိုးဖို့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကကြားပြတ်တက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီတက်ခတ်မှုအတွင်းမှာအကြမ်းဖက်တပ်သား12ဦးထက်မနည်းဟာတေသွားပြီးအများအပြားနဲ့အပြင်းထန်ဒဏ်ရာရှိခါထိတွေ့တိုက်ပွဲဟာတနင်္ဂနွေ15မိနစ်ခန့်ကြာမြင့်ခဲ့လို့လဲဂျွာငန် PDF JPI အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။အဲဒီတိုက်ပွဲအတွင်းမှာဂျိုးဖြူတော်လိုင်းတပ်ဖွဲ့က ရဲဘော်နှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဂျပန်စစ်ကောင်စီတပ်သားတွေစီကနေလက်နက်ခဉံအသုံးဆောင်ပစ္စည်းတွေနဲ့မွေးရဆေးဝါးတွေကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့မွန်ပြည်နယ်ဂျိုင်းမြဝန်ဒေသကဒေသခံအမျိုးသမီးတွေကိုအာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလိန်ပိုင်းဆိုင်ရာနှောက်ယှက်မှုကျွလွန်နေလို့မွန်ပြည်ဖက်ဒရယ်ကောင်စီကထုတ်ပြန်ပါတယ် ကျိုင်းမြဝန်ဒေသမှာတိုက်ပွဲတွေပြန်လည်ငြိမ်သက်လာပြီးတဲ့နောက်မှာနေရက်ကိုပြန်လာတဲ့ဒေသခံအမျိုးသမီးတွေကိုအာနာသိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအပြုတ်မှုနဲ့ပဲဖြစ်ဖြစ်နှုတ်ကပဲဖြစ်ဖြစ်လိမ်ပိုင်းဆိုင်ရာနှောက်ရှက်စော်ကားတာတွေလွတ်ဆောင်ခဲ့ကြလို့လည်းဆိုပါရတယ်။ဒါအပြင်နေရက်ကိုပြန်လာတဲ့ဒေသခံအမျိုးသမီးတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသူတို့စားတောက်ဖို့အတွက်ထမင်းဟင်းနဲ့စားတောက်ဖွေရာတွေကိုအတင်းအဓမ္မချက်ပြုတ်ခိုင်းတာ ညအချိန်မတော်အင်တကားတွေကိုခောက်ပြီးနှောက်ရတာအပြင်လမ်းသွားလမ်းလာတွေကိုဆစ်ဆဲတယ်လို့ဆိုပြီးလူငယ်အမျိုးသမီးတွေကိုနှုတ်အားဖြင့်နှောက်ရနေတယ်လို့လည်းဆိုပါရတယ်။ဂျိုင်းမြဝန်ဒေသမှာတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာ သူတို့တဆွဲထားရကြေးရည်နဲ့အနီးအနားကကြေးရည်မှာပြည်သူလူထုရဲ့ပစ္စည်းဥစ္စာတွေကိုဖောက်ထွင်းယူဆောင်ခဲ့တဲ့အပြင်ဒေသခံတွေနေရက်ကိုပြန်လာချိန်မှာလည်းအခုလိုအမျိုးသမီးတွေကိုနှောက်ယှက်တာတွေကိုကျူးလွန်နေရတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ကအခုလိုနေရက်ပြန်အမျိုးသမီးတွေကိုနှောက်ယှက်စော်ကားပြီးပြည်သူတွေရှင်သန်ရေးတွေအနေနဲ့ပြုနေတဲ့အပေါ်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီကအတင်းထန်ရှုံချရလို့လဲဆိုထားပါဗျ။တိုက်ပွဲဖြစ်ပွားနေချိန်မှာလဲစစ်ကောင်စီတပ်ကလူခွေရဲနဲ့စစ်ရာဇဝမှုတွေကိုပြင်းပြောင်းတင်းတင်းချိုးဖောက်နေုံသာမကပဲတိုက်ပွဲဖြစ်ပွားရာဒေသကပြည်သူတွေနေရက်ကိုမပြောင်းရဲစေဖို့အတွက်လူခွေရဲချိုးဖောက်မှုတွေကိုနီလန်အမျိုးစုံနဲ့ဆက်တိုက်ကျွလွန်နေစေဖြစ်တယ်လို့လဲမွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ထုတ်မြတ်ချက်မှာပါရှိပါတယ်။မွန်ပြည်နယ်ဂျိုင်းမြဝမ်ဒေသကကြေးရွာတွေတက်ကိုအာနာသိန်းစစ်ကောင်စီတပ်က လေချောင်းကနေတိုက်ခတ်တာလက်လက်ကြီးနဲ့ပြစ်ခတ်တာအပြင်စစ်သည်မောတွေနဲ့ပါလက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်ပြီးခဲ့တဲ့မလနောက်ဆုံးဘက်ကနေစတင်ပြီးဒေသခံတွေကနေရက်ကိုစွန့်ခွာထွက်ပြေးခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများပါ